ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကတော့အခုလောလောဆယ်အနေထားရ Brentford ကိုအဝေးကွင်းသွားကန်နေ Ruben Amorim အသင်းကဘာအပြေးမှ မရှိဘဲနဲ့ကျွန်တော်ပြောချင်တာပွဲကိုထိုက်ကိန်းဖြစ်တူတင်ကိုယ်တွေအကျိတ်နဲ့ကစားခဲ့ပြီးတော့မှတခုခုဖြစ်သွားတာထက်တပွဲလုံးမှာဘာမှ chance grade မှုမရှိဘဲနဲ့ဘွဲလုံးမှာ ipe ipe နဲ့ပြီးပြီးတော့အဆုံးသတ်မှာ3-1နဲ့ရှုံးသွားတယ်ဆိုကျွန်တော်တို့အပေါက်လက္ခဏာဆောင်းနိုင်တဲ့က Matthias Cunha ရှိက maybe promising attack လေးတွေရှိမယ်။ Now Shesko ကိုးရမှာဒါပဲ။ Benjamin Shesko ကလည်းကိုးရတယ်ဆိုတာပဲရှိတယ်။ဒီဘက်လုံးမှာသူလည်းဘာမှမလုပ်ပြဘူး။ဒါဆိုသူရှိတလုံးမှမလာတဲ့အပြတ်တ Total 75 million ပေးရပြီ85အတန်းပေးရတဲ့တိုက်စစ်မှုရှိတလုံးမှမပို့နိုင်တဲ့ပြဿနာ။တော့ အံပွဲမိုးရောကုညာတို့ရှိကအခြေအနေတွေဘာမှတူတူကြကြသူတို့ဘာမှမရတဲ့အခါမှာတိုက်စစ်စုပွဲရတော့ကောင်းတယ်တန်းလျာတဲ့တိုက်စစ်စုပွဲကိုခွဲထားပြီးတော့ဂိုးတိုးရဖို့ခက်ခက်ခဲခဲကစားနေရတယ်ဆိုကြတဲ့ကအဲ့ဒါမဟုတ်တော့ Manchester United ကအခုဒီပွဲမတိုင်ခင်တည်းက Brentford နဲ့သူတို့ကန်နေတယ် Brentford ကိုသူတို့အဝေးအခွင့်မှာကန်တဲ့အခါမှာ United က3-1နဲ့တခါရှုံးတယ်4-0နဲ့တခါရှုံးတယ်ဟိုးတနစ်က1-1တည်ကြပြီးတော့မနစ်က4-3နဲ့ရှုံးတယ်ဆိုတော့ Brentford ရဲ့ G-Tech Community ဟာ Manchester United တို့နောက်ဆုံး၄ပွဲမှာ၃ပွဲရှုံး၃ပွဲသူတို့၃ပွဲပဲနိုင်ဘူးလေဆိုတော့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ Manchester United အသင်းရဲ့ Ruben Amorim ဟာစိုးတဲ့ဆိုးလာ Ruben Amorim တို့သူတို့စိုးတဲ့ဆိုးလာအခုသူ့လက်ထက်မှာ United ကဘာထူးထူးခြားခြားမှတိုးတက်လာခြင်းမရှိသလိုလက်ရှိအသင်းက ပူပူဆုတ်ယုတ်လာတဲ့အခြေအနေပဲပုံမှန်အပြင်အသေးတသင်းကဗျာကျွန်တော်တို့ရလက်အားဖြင့်ကြာစင်းနေတောင်မှသူတို့တစ်ခုခုလုံးပြနိုင်တဲ့ trap out တစ်ခု key and through ကိုကြည့်ဗျာ key and through ကအခုလောလောဆယ်အနေထားရ brand four ကို sub piece coach တယောက်အနေနဲ့တဲကန်ဘောတွေလက်ပြဘောတွေတောင်းကန်ဘောတွေနဲ့အဲ့လို sub piece တွေအားလုံးကိုတင်ပေးတဲ့နီးပြကို brand four က thomas frank နေရာမှာခန့်တယ်ဒါပေမဲ့ athlete တို့ key and through ဘာလုပ်နေလဲဆိုတော့သူ့ရဲ့ identity ကျွန်တော်တို့တွေ့ရတယ်လက်ပြဘောအားတန်တဲ့နီးပြလက်ပြဘောပဲပြစ်မယ် အခုလည်း United လည်းပြစ်တာပဲအသင်းတိုင်းပြစ်နေပြီဗျာလက်ပြပေါ်အခုကဘာဖြစ်လဲအသင်းတိုင်းအတွက်လက်နက်တစ်ခုလိုတော့ဖြစ်နေပြီအသင်းတိုင်းဒါပေမဲ့ဘာဖြစ်လဲ key and through သင်ကအားတာပဲဒါပေမဲ့အားတာကို तू ပြင်ပြင်ပြောင်ပြောင်မြောင်မြောင်ရအောင်လုပ်နိုင်တယ်ဆိုတော့သူ့ကိုဒီအတွက်ခေါ်ထားတယ် तू ရအောင်ဒါလုပ်ပေးတယ် तू ပထမ6ပွဲမှာ तू နှစ်ပွဲနိုင်တယ်ဆိုတော့အရင်မဆိုးဘူးဗျာမဆိုးဒါပေမဲ့ခက်တာ Ruby Amon ကဟိုးရောင်ရောင်ဒီရောင်ရောင်ဟိုးလိုလိုဒီလိုလိုနဲ့ဘာမှထူးထူးခြားခြားလည်းမဖြစ်လာဘူးအသင်းကလည်းဒုံရင်ကဒုံရင်အခု Manchester United ကသူတို့တမိုင်းတစ်လျှောက်မှာ ပရီးမီးယားလီဂ်ကိုရူပေအမရိုလက်ထက်မှာဘယ်တော့မှနှစ်ပွဲဆက်မနိုင်ဘူးပရီးမီးယားလီဂ်ကိုပရီးမီးယားလီဂ်မှာရူပေအမရိုကိုင်နဲ့ပထမ33ပွဲမှာသူ9ပွဲပဲနိုင်တယ်9ပွဲနိုင်9ပွဲတည်း16ပွဲရှုံးတယ်ဒါကတော်တော်ကိုများ33ပွဲမှာ16ပွဲရှုံးတယ်ဆိုရင်ကထောက်ဝံဒီပါရှုံးတယ်မနက်ပြည်ယူနိုက်တက်လိုအသင်းမျိုး16ပွဲရှုံးတာတော့တော်တော်ညံ့ပါလေသူအိမ်ခွေးမှာကန်ရင်တောင်ဗျာ33ပွဲမှာ16ပွဲရှုံးနေဆိုတော့ record ဟာအမရိုအတွက်တော်တော်လေးပိုဆိုးတာက back to back နှစ်ပွဲဆက်ဇက်တိုက်မနိုင်ဘူးเนาะအိမ်ကွေးဟိုတနေ့ကဘန်လီနဲ့ချယ်ဆီကိုနိုင်တယ်ဆိုတာအိမ်ကွေးနှစ်ပွဲဆက်နိုင်တယ်အဲ့လိုမျိုးဘတ်တူဘတ်နိုင်တယ်မို့နှစ်ပွဲဆက်တိုက်နိုင်တယ်မို့အိမ်တပွဲဝေးဝေးရူဘင်အမ်ရိုလက်ထက်မှာတကားမှမနိုင်ဘူး United ကအရစ်တန်ဟာလက်ထက်မှာမှနောက်ဆုံး33ပွဲမှာတန်ဟာက73ပွဲနိုင်10ပွဲတေ12ပွဲရှုံးတန်ဟာလက်ထက်မှာ United ကတည်ပူများတယ်ရူဘင်အမ်ရိုက9ပွဲပဲတေကြတယ်တန်ဟာက10ပွဲတေကြတယ်ရူဘင်အမ်ရိုက9ပွဲနဲ့နိုင်တယ်တန်ဟာက73ပွဲနိုင်တယ်ဆိုတော့သူက4ပွဲပူနိုင်တယ်2ပွဲတေကြတယ်ဒါပေမဲ့ တဟပူကောင်းနေလို့ပြောတာမဟုတ် United ခန့်တဲ့ဒီပြဟာပုံညံ့သွားတယ်ဆိုတဲ့အချက်ပဲဆိုတော့အခုလောလောဆယ်အနေထားရ Ruben Amroha Manchester United အသင်းရဲ့ပထမရာသီ fully စတဲ့ရာသီရဲ့ပထမ6ပွဲမှာသူခုနမှတ်ပဲရတယ် အခုချိန်ထိဘာမှအပြောင်းလဲမရှိပဲနဲ့ဒါအခုဆိုရင် Bradford Bay တက်တွေကမနက်ကြိုင်မင်းထုတ်ခံရမယ်မနက်ကြိုင်မင်းထုတ်ခံရမယ်ဆိုပြီးပြောတဲ့အထိဖြစ်တယ်အဲ့ဒါက तू ဒီလိုမျိုးတချင်းမျိုးက तू ပွဲတိုင်းကြားရတယ်ဗျာတပွဲလေးလည်းမဟုတ်နေရာတိုင်းမှာပွဲတိုင်းနှိပါကြားဘာကြောင့်လဲ तू ကအရန်ကိုဝိဖြစ်လုံးနဲ့နှိပြပဲ identity တစ်ခုလုံး philosophy တစ်ခုလုံးကိုလက်စုပ်လက်ကင်ပြပြီးခေါင်းအမတန်မာနေသည့်ကာလာပတ်လုံးမှာ तू ဓာတ်ဆိုင်ရှုံးနေအောင်ပါကျွန်တော်ပြောချင်တာဗျာကို identity ကိုကိုယုံယုံကြည်ကြည်ယူထားအဲ့ယုံကြည်တဲ့ identity နဲ့တူနိုင်အောင်လုပ်ပြ န်တိုနီယိုကွန်ဒေ3ဘက်ကစားမယ်အဲ3ဘက်နဲ့သူချန်ပီယံဆုတွေရပြတယ်ဗျာအက်တီဆိုဘက်တာဖူဘောတခုခုလုံးပြမှာဘာသူဘာမှမလုပ်ပြနိုင်ဘူးဒီချက်ကို United ဘုတ်အဖွဲ့က realize လုပ်ရအောင်သူ့အထောက်အပံ့စံတန်းကုန်မယ် ဒါပေမဲ့ခတ်တာကအဲ့ဆန်တာကို United ကသုံးပါလားဆန်တာသုံးပြီးတော့သူ့ကိုထုတ်ပါလားအခုနောက်တစ်ခုကကလပ်ဘက်ကလည်း Bruno Fernandes ကိုတင်းကောင်းဆောင်ဖြစ်လို့မထုတ်ဘူးလို့ penalty regular အခုဆိုရင် Bruno Fernandes က penalty ကို regular လို့ miss နဲ့ဖြစ်တယ်ဥပမာ Hollywood ဆို penalty နောက်ဆုံး၈လုံးမှာ၄လုံးလွှဲတယ်၈လုံးမှာ၄လုံးလွှဲတယ်လို့မျိုးအခု Fernandes ကလည်း DR ဒီ Premier League ၃လုံးမှာသူ၂လုံးလွှဲထားတယ်သူ Premier League ကိုသူဆောက်ရောက်တဲ့အချိန်29လုံး penalty ကန်ခွင့်ရတယ်စုစုပေါင်းသူ penalty ၆လုံးလွှဲထားတယ်ဒါ Premier League တိုင်းမှာအများဆုံးပဲ Liverpool က Mo Salah က33လုံးမှာ၅လုံးလွှဲတယ် အာလာဇနာမီထရိုပစ်ကတော့ ratio မှာအများဆုံးပေါ့လေသူက10လုံးကန်နေ9လုံးလွဲတယ်ဆိုတော့ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်လို့လေကိစ္စတစ်ခုစဉ်းစားမယ် United ကအခုမန်တိုင်းပြောရပြားကွင်းလေဖြည့်ကိုဖြည့်ရမယ်ကွင်းလေ2ယောက်3ယောက်ဖြည့်ကိုဖြည့်ရမယ်အဲ့မဖြည့်လိုက်တယောက်ထင်းနဲ့မရဘူးအဲ့ကွင်းလေကအနည်းဆုံး2ယောက်3ယောက်ဖြည့်ရမယ်အခုအဲ့လိုမျိုးကွင်းလေအားနေနေသမျှကာလာဘယ်လိုပွဲတိုင်းကကျွန်တော်ပြောချင်တာဆန်တလန်နဲ့ပွဲမှာသူတို့မေးပြီးနိုင်ကောင်းနိုင်မယ်ဗျဥထရဖို့မှာမလို့ဒါပေမဲ့ ဒုံရင်ကဒုံရင်ပြန်ဖြစ်တယ်အဲ့ဒါလည်းဒီတိုင်းပဲဥပမာ website ကိုကြည့်တိခတ်နေ okay အချိန်ကုန်သွားပြီ portal lit တော့ nuno aspito sun တယ်နောက်ဆုံးပြအဲ့ nuno aspito sun တို့ကို united ကိုခိုင်းရင်တော့ဒီတက်ပိုကောင်းအောင်ကောင်းပါ ruby am united ဘာလို့ at least or something ပေါ့လေဒါပေမဲ့တေချာတာတော့ manchester united ကအနည်းပြ ruby am united လက်ထက်မှာ ဘာမှတိုးတက်လာခြင်းမရှိဘူး United ပုံဖွဲ့ကလည်းသူ့ကိုမထုတ်ဘူးဆိုရင်တော့သူ့အတူနှုတ်ထွက်ရင်ထွက်မထွက်လို့ရှိရင်သူက PTV နေနေအောင်ပါဆိုအဓိကကလကအားငါတို့တန်ဟက်ကိုထုတ်တော့ကလည်းဂုံနေထန်းကိုခတ်တော့ကလည်းငွေကုန်နေအမရုံကိုခေါ်တော့ကလည်းငွေကုန်နေထုတ်ရင်လည်းထက်ကုန်မယ်ဆိုတော့တပြားဟောင်းကြီးကိုသူတို့မဖွင့်ချင်ဘူးဆိုမဲ့ဒီတပြားဟောင်းရဲ့တော်တော်ဆူဆူဝါတပြားဘာမှမရှိတာဘာ unprotected မှမရှိဘူးအသိအရအရင်ဖြစ်ဖြစ်လုံးနေ ဒီပုံစံနဲ့လာမယ်ဒီကစားကွက်နဲ့သွားမယ်ဒါပဲအေရီယာထဲမှာတစ်ခါလီကြတော့အိုက်ဆက်ပီးစီကမေးပီးပနတီတီရမယ်ခါလီကြရင်တစ်ခုခုဒါပေမဲ့ဘယ်နေရာနေယူနိုက်တက်ကိုးရမယ်ကျွန်တော်လုံးဝမသိဘူးဗျာတသိန်းမို့တသိန်းကတစ်ခုမို့တစ်ခုမှာသူတို့မှာ identity ရှိတယ်ဘယ်လိုကိုးသွင်းမယ်မန်ချစ်စတာယူနိုက်တက်မှာဘယ် position ကနေဘယ်လိုပုံစံလုပ်ပြီးကိုးရမယ်ကျွန်တော်တို့ပန်းလို့မရဘာလို့ဆိုဘာမှမရှိလို့ဆိုတေချာတာတော့ကျွန်တော်ထင်တော့မန်ချစ်စတာယူနိုက်တက်ကအပြောင်းလဲလုပ်ကိုလုပ်ရမယ် သူ့ကိုအပြောင်းလဲမလုပ်သေးတော့ကျွန်တော်ထင်တော့မရဘူးအခု Manchester United ရဲ့ပေးသက်တောင်လေငါးပွဲစတိုက်နိုင်မှစပိန်ညက်မယ်ဆိုသူတလုံးညက်မှာမဟုတ်တော့ညက်လဲဗျာသူနောက်9နှစ်လောက်မှညက်ညက်မှာရှင်းရှင်းလေးဘာလို့ဆိုငါးပွဲစတိုက်နိုင်ဖို့ကလုံးဝမဖြစ်နိုင်ဘူးအခုလောလောဆယ်အနေထား သူကိုင်းနဲ့တလျှောက်လုံးတော့မှနှစ်ပွဲဆက်တခါမှမနိုင်ဘူးနှစ်ပွဲဆက်မနိုင်ဘူးဆိုရင်ငါးပွဲဆက်ဖြစ်နိုင်ကြတော်တော်မရှိအခုဆန်တလန်နဲ့သူတို့အင်ကွဲမှာကပ်ပြီးအဲ့ international break အပြီးမှာနော်ဘလဘဘူးကိုအဝေးကွေး right down ကိုအင်ကွဲ forest ကိုအဝေးကွေးစပောက်အဝေးကွေး everton ကိုအင်ကွဲ palace ကိုအဝေးကွေးအဲ့မှာ man united ပွဲချက်တွေကြီးပဲအဲ့ထိတော့ကျွန်တော်ခံပါလားမသိတေချာတော့ united ဘိုးဖွဲက big decision ချကိုချမချဘူးဆိုတော့ united ကလုံးပါပါပြီးတော့မနစ်ကတဲ့တော့ပိုဆိုးသွားနိုင်တယ်ဒါကျွန်တော်အမြင်ပေါ့လေဘယ်လိုမြင်ကြလဲ united ပြေးတယ် 哥妈妈，我要买七八家八路，记住嘛嘞。